င်မကြီးနာမည်လေးနဲ့တက်လေးပြန်မိတ်ဆက်ပေးပါဦးနော်ခုနကြာပါလေဝါဒေါခင်မကြီးပါဗျာအသက်50ပါဘယ်ကနေလာထောက်ရတာလဲအရှိတကုံပါဗျာရှိတကုံအထောက်ရအခုဘာတွေထူးကြလို့ဘာတွေတိသွားလဲဒီမှာရှောက်ပါတပီတော့ဆက်လာဦးဆုံးတရက်ပါဗျာဆရာတော်ဘုရားပြောတယ်လို့ပဲမှတ်တယ်ဒါပေမဲ့မှတ်လို့မရဘူးမှတ်လို့မရဘူးဝေဒနာအရန်ခံစားရတာခံစားရတယ်ဘလို့မှမှတ်လို့မရဘူးတစ်ချိန်ကုန်သွားတယ်စိတ်တွေရမ်းညစ်တာပဲ ငိုတော့ငိုခြင်းနဲ့ဘလူတွေဖြစ်နေမှန်းမသိပါဘူးအာတပည့်တော်နဲ့ပါတဲ့အသက်ကြီးကြီးအမေတို့ပြောပြတာပေါ့နော်တပည့်တော်ထိုင်လို့လည်းမရဘူးလို့ဝေဒနာတွေကလည်းများလိုက်တာလို့ဆရာတော်ပြောတဲ့ဟာတွေကလည်းခေါင်းတွေကထွက်သွားလိုက်ဝင်လာလိုက်အဲ့လိုမျိုးတွေဖြစ်နေတယ်ငါဆိုတာကိုလည်းရှာလို့လည်းမတွေ့ဘူးလို့အာသူတို့ပြောပြစိတ်ညစ်လိုက်တာလို့မထိုင်အောင်မထိုင်ကြတော့ဘူးလို့တပည့်တော်ဒီဒူးခေါင်းတွေတည်းကလေမီးတွေထွက်နေတယ်လို့ပဲ ဒါမှလည်းမှတ်တော်လေးလောဘတွေဒေါသတွေအရန်ဟုတ်ဖြစ်လာနေအဲ့လိုနဲ့မရတော့တပြီးတော့ဩပြန်ပြီးတော့တဲကြီးခံမှာပဲငါကြီးလာမတော့အတူတော့တရားရှာမယ်ဆိုစိတ်ကိုတွတ်ထားဆရာလည်းအရန်ဖြစ်စေခြင်းနေတာဆိုတော့လေတပြီးတော့အဲ့တဲကြီးခံတဲကြီးခံတော့နိဗ္ဗာန်ရောက်တာပဲလေဆိုပြီးတော့နောက်နေ့တည့်ရက်လာထိုင်နေထိုင်ရမှာကြောက်နာတော့မယ်သူနာတော့မယ်ဆိုတော့ကဲငါဆရာတော့ပြောတဲ့အတိုင်းငါရအောင်မမှတ်အောင်မယ်တတိပဲလွတ်နေလို့လား တစ်ခါတလေကြာရင်လည်းဖောင်းနေပိနေပြီဖြစ်ကုန်ရောလေတပီတော့မှတ်ရင်လည်းအာနဲ့ဆရာတော့ပြောတဲ့အတိုင်းတပီတော့မှတ်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 တော့ပထမအကြိမ်တော့ကတော့မဖြစ်သေးဘူးဒီလိုပဲဝေဒနာကြီးနဲ့လှိမ့်နေတာပဲအဲနောက်တစ်ချိန်ကြတော့နည်းနည်းကောင်းလာတပီတော့မှတ်အော်ငါခန္ဓာကိုယ်လားငါမဟုတ်လားငါဟုတ်ရင်လေခန္ဓာကြီးဒီခြေထောက်နှစ်ဖက်ကမကြိုက်ပါစေနဲ့မနာပါစေနဲ့မကျင်းပါစေနဲ့ ီရှိရဲ့စခန်းကိုကောင်းကောင်းမွန်မွန်နဲ့တရားအားထုတ်ပြရစီအဲ့လိုမျိုးတပိတော့ပြောလည်းမရဘူးကြိုက်တာပဲ။အော်အဲ့ဒါနဲ့တပိတော့တဲကြီးခံမှတ်အပိုင်း၄ပိုင်းပိုင်းမှတ်အဲ့လိုနဲ့မှတ်မှတ်နဲ့တော်တော်ကောင်းလား။ဝေဒနာတက်လိုက်ပျောက်သွားလိုက်တက်လိုက်နဲ့တပိတော့ရဲ့စိတ်တရားမပျောက်တော့ဘူးပေါ့လေ။ဒီပေါ်လေးကိုပဲညှို့ပြီးတော့မှတ်နဲ့အဲ့လိုနဲ့မှိုင်းမှိုင်းနဲ့တပိတော့ခန္ဓာကိုယ်ကဘာဖြစ်လာလဲဆိုအကြီးကြီးဖြစ်လာ ခေါင်းလေးကသေးသေးလေးဖြစ်လာအေးဘာဖြစ်တာလဲငါခန္ဓာကိုယ်မဟုတ်ပါဘူးဒါငါခန္ဓာကိုယ်မဟုတ်ပါဘူးလေငါဒါဘာကြီးဖြစ်နေရလဲဆိုတပီတော့မှတ်နေဩဒါကတော့ထားလိုက်ပါမယ်လေငါမှတ်မယ်မေးရမယ်တာဝန်ငါတာဝန်ပါလေဆိုတပီတော့မေးနေမှတ်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 နေအဲ့ဒါပျောက်သွားပျောက်သွားပြီးတော့ဩဒါငါမဟုတ်တာတေချာနေပြီ ဒီခန္ဓာကိုယ်ကြီးကငါလည်းမပိုင်တော့ပါလားဘာတွေဖြစ်လာလဲမသိဘူးအဲ့လိုပဲတပီတော့မှတ်ပထမတော့မျက်စိဖွင့်ကြည့်လိုက်အောင်လို့အော်မဟုတ်သေးပါဘူးငါမဟုတ်တော့ပါဘူးဆိုပြီးအဲ့နဲ့တပီတော့မှန်မှန်နဲ့အချိန်ရပြည့်သွားပြည့်သွားအဆောင်ရောက်တော့ပြော့ပြတာပေါ့တပီတော့အဲ့လိုပြော့ပြတော့အေးအဲ့ဒါဆိုကောင်းတယ်မှတ်မှတ်အဲ့လိုလေးပဲမှတ်ဘေးနာအမကြီးက तू ကတော့ဝင်မှုတဲ့လူဆိုတော့ညီမလေးညီအဲ့လိုပဲမှတ်အဲ့ဒါနဲ့ဆရာတော့ပြောတဲ့အတိုင်းမလွတ်စင်တော့ဟုတ်တယ်တတိလွတ်သွားလို့ဖြစ်မယ် ထိုင်လို့မရတာအခုလေးလို့ဆရာတော်ကတရားထိုင်ခံနည်းလေးကိုအဲ့လိုလေးတွေဟိုပြပေးတာလေးကိုတပည့်တော်ကအရန်ကိုကျေးဇူးတင်ပါတယ်လို့ဘာပြောလဲဆိုတော့အဲ့ဒါလေးတွေကိုမျက်နားထဲမှာကြားရအောင်နဲ့သတိမလွတ်တာပေါ့ခင်ဗျာမှန်ပါဘူးအဲ့လိုမျိုးအတိနဲ့သတိနဲ့မလွတ်တော့ဘူးမလွတ်တော့ဘူးပေါ့အဲ့လိုလေးကိုပဲနားထောင်ပြီးတော့တပည့်တော်လောက်တာဒီနေ့မနေ့အထိပဲဒါပေမဲ့မနေ့ညနေရကြတော့တရားထိုင်နေတယ်လေတပည့်တော်ထိုင်နေနာရာကျင်နာလေးကနည်းနည်းပဲလာတော့တယ် ဒါပေမဲ့လာတဲ့အချိန်ပြီးလဲပြီးတော့တပည့်တော်ရဲ့ခန္ဓာကိုကအရှိရောက်တာပေါ့နော်ခြေထောက်တည်လာအရှိရောက်ဘာတွေဖြစ်လဲဆိုတော့ဟိုဟာလောက်တည်တပည့်တော်ကြောက်တောင်ကြောက်သွားတယ်လောက်တည်တွဲလို့ဩဟဲလောက်တည်တွဲနေတယ်ကောတပည့်တော်အော်အဲ့ဒါလေဒါငါမဟုတ်ပါဘူးသူ့ဝိုင်ဖြစ်နေတာပါလေငါဒါပဲမေးမယ်ဆိုတပည့်တော်အဲ့လိုပဲမေးနေတာဒါငါမဟုတ်ဘူးငါခန္ဓာမဟုတ်ပါဘူး သူဖြစ်တယ်ပြက်တာဖြစ်နေတာဆိုပြီးတပည့်တော်အဲ့လိုမှတ်တာမှန်ရင်မှန်ရင်နဲ့အဲ့ဒါကြီးကမရှိတော့ဗျာကြောက်သွားဗျာအဲ့လိုဖြစ်လဲဖြစ်လဲပြီးတော့ကြောက်သွားပြီးတပည့်တော်အဲ့လိုပဲဆက်မေးနေခြေတော်ပဲမေးလိုက်ခေါင်းမေးလိုက်လက်မေးလိုက်နဲ့တပည့်တော်မေးမေးနဲ့တပည့်တော်ရဲ့ခန္ဓာကိုယ်လေးကကြောက်သွားတလူလူဘာလူလူနဲ့ဖြစ်သွားโอ้เอจ้าไล่ตาบลูผิดตัวอ่ะเลยไม่ติดบ่ตะบี้တော့เลยไม่ติดอ่ะเรามาช่วยเนี่ยเปี่ยวตัวเลยเปี่ยวตัวล่ะ ခန္ဓာကိုယ်ကပေါ့ပြောလေဒီမှာထိုင်နေတာတောင်မရှိတော့ဘူးလားလို့တောင်မသိတော့ဘူးอืมဩဘလို့ဖြစ်သွားမလဲအေးချမ်းလိုက်တာလို့တပြီးတော့အာဒါပဲဩငါမှတ်အောင်မလေးငါမေးအောင်မဲဆိုမေးမှတ်ပေါ့ပါပြီးတော့ထိုင်လို့အရန်ကောင်းပါတယ်ခဗျာအာနဲ့တပြီးတော့တရားပြီးွားတော့ပြန်သွားပြန်သွားတပြီးတော့ဆောင်ရောက်တော့အမကိုပြောပြအဲ့လိုပဲတပြီးတော့ခံစားလိုက်ရတယ်လို့အာနဲ့နောက်မိကြတော့တရားသွားလျှောက်တယ်တပြီးတော့ ဥစဉ်ပေါ့လေဥစဉ်ဖះတပည့်တော်အဲ့လိုဖြစ်တယ်တပည့်တော်ဘယ်လိုဆက်မှတ်အောင်မလဲပေါ့မလည်းမှတ်တတ်တော်ဘူးလို့တရားထိုင်လို့ကတော့တော်တော်ကောင်းပါရဲ့ဗျာဝေဒနာအရင်အလိုမခံစားရတော့တပည့်တော်ရဲ့စိတ်ထဲမှာအယမ်းပျော်ရဲ့လို့မှတ်လည်းမှတ်လို့ကောင်းတယ်လို့အဲ့ဒါဘယ်လိုဒီလိုပဲငါပဲဆက်မှတ်လိုက်မယ်ဆိုတော့တင်မအဲ့လိုလေးပဲမှတ်ပါတယ်သူကတရားရှောင်ရင်လည်းအဲ့လိုလေးပြောပါတယ်ဗျာဒီနေ့လည်းတရားထိုင်ရတာကောင်းပါတယ်မှတ်လို့လည်းကောင်းတယ်စိတ်ထဲမှာကြည်နူးတာပေါ့နော် ကြည်နူးပြီးလန်းဆန်းတယ်ဘာလို့ဖြစ်လဲ။အော်မကြောက်တော့တာပေါ့။တရားထိုင်ဖို့တပီးတော့အဲ့လိုလေးတော့ဖြစ်ပါတယ်။ကျွန်တော်တစ်ခါမှမထိုင်ဘူးနော်။မထိုင်ဘူး။အဲ့ဒါ6တော့မှအခုရှာတာငါရှိရောက်တွေ့တာလားငါမရှိရောက်တွေ့တာလား။ငါမရှိတာဘူး။နောက်ထပ်ထက်ရှာတော့တွေ့လားမတွေ့လားထက်ရှာလို့။တွေ့ဘူးခင်ဗျ။ဘာလို့နောက်ထပ်ထက်ရှာတာမတွေ့တာလဲ။ဝေဒနာလीလဲမခံစားရဘူး။ဒီလေနောက်ထပ်ထက်ရှာတော့ဘာလို့မတွေ့တာလဲလို့ငါရှာတာ။ငါငါမဟုတ်တာဆိုတော့တိသွားလို့ပါ။ဩမဟုတ်ပါဘူး။နော်အဲ့ဒီငါမရှိဘူးလို့သိတော့ယနေ့မှပူလောင်လားအေးချမ်းသွားလား။အေးချမ်းတာပေါ့။အေးချမ်းမှုကဘာနဲ့ဥပမာနှိုင်းစားလို့ရတယ်။ อืมบาเนมาเราနှိုင်းစားလို့ရတပည့်တော့ရောင်းကြည့်လို့ဟာအဲ့ချမ်းသာမှုဘာဖြစ်သွားတယ်လို့သိလိုက်တာဓမ္မရာမသိဘူးလေဗျာဟုတ်မသိဘူးလားအဲ့ချမ်းသာမှုအဲ့ချမ်းသာမှုကလောဘဖြစ်မသွားဘူးလားမရှိဘူးဒေါသရောမရှိဘူးအဲ့ဒါလောဘမရှိဘူးဆိုတော့လောဘဒေါသမရှိဘူးလို့သိတော့မောဟရောရှိသေးလားမရှိပါဘူးအဲ့တော့လောဘဒေါသမောဟကင်းတဲ့ချမ်းသာဘာချမ်းသာအဲ့လိုဝသိလားကိုအခုကတော့ဖုံဖုံတရားနာတော့အဲ့ဒါလေးကတော့နိဗ္ဗာန်ပေါ့ဒါပြင်တကယ်တော့တပည့်တော့ ခဏတစ်ဖြုတ်ပဲပေါ့နော်မိပေါ့ခဏနှိပ်ပဲပေါ့သူတို့ရုပ်လိုမျိုးကြီးရောက်သွားတယ်မဟုတ်လေဒါမြင်တာပေါ့မြင်တာနဲ့ရောက်တာမတူဘူးနော်အဲ့ဒီနောက်ပိုင်းအဲ့တော့တရင်ကမျက်မှောက်ပြူသွားတာပေါ့နှိပ်ပဲမျက်မှောက်ပြူသွားတယ်အဲ့တော့ကိုကိုတိုင်ခံစားလိုက်ရတာနော်အဲ့ချိန်မှာအဲ့ဒီရဲ့ချမ်းသာမှုမှာလောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟလည်းမရှိပဲနဲ့လောဘဒေါသမောဟကင်းပြီးတော့လွတ်မြောက်ပြီးတော့ချမ်းသာနေဘာနဲ့ဥပမာနိုင်စားလို့ရလဲဘာနဲ့မှဥပမာနိုင်စားလို့မရပါဘူးအခုပြောပြရင်ရောချမ်းသာလားအခုပြောပြနေချမ်းသာတယ် ခုပြောပြရင်လည်းတချမ်းသာနေနော်အဲ့ချမ်းလွတ်မြောက်တဲ့ချမ်းသာလေးကိုလောဘဒေါသကင်းတဲ့လွတ်မြောက်တဲ့ချမ်းသာကိုအပြန်အာယုံပြုရရနိုင်မလားရနိုင်တယ်ဗျာအဲ့ဒါလေးကိုသိမယ်ဆိုရင်အာယုံပြုနိုင်ပါမလားအာယုံပြုနိုင်ပါတယ်အဋ္ဌိဟာလီယာတကယ်အထင်တရှားလေးဖြစ်ခဲ့ရတာဟုတ်ပြီအဋ္ဌိဟာလီကိုအာယုံပြုပြီးတော့လောဘဒေါသကင်းတဲ့လွတ်မြောက်တဲ့တည်ငါနိဗ္ဗာန်ကိုအာယုံညွန့်ပြီးတော့အဲ့အဋ္ဌိလေးနဲ့သိမယ်ဆိုရင်အပေလေးပုံငယ်ရှစ်ထက်ကြမကြပါဘူးခင်ဗျာဘယ်သူကအမခံပါလို့ဒီမှာကြီးကိုကိုကိုအမခံပါဘာလို့တိသွားလို့ဒီမှာကြီးအမခံတာတပည့်တော့ငါဆိုတာမရှိတော့ဘူး ခန္ဓာကိုယ်ကြီးကငါဒါကိုရှုမှတ်ပွားများတော့ဒီဟာကိုသိလိုက်ရတဲ့အတွက်တပည့်တော်မကြဘူးလို့ထင်တာဟုတ်ပါတယ်နော်ဟုတ်ပြီအဲ့တော့အရှင်ဒီတရားတွေကိုမသိဘဲနဲ့မကြင့်မဲနဲ့ဒါတခါကြီးမိတ်ဆွေတယောက်က မလွတ်ပဲနဲ့ဒါဒီလိုမလာပဲနဲ့ဒါဒကမကြီးတည်ခဲ့မယ်ဆိုရင်ဘယ်စိတ်နဲ့တည်ပြီးတော့ဘယ်ဝါးတွေရောက်မယ်ထင်တယ်ဒီတရားတွေမကြည့်မယ်နဲ့မလွတ်ပဲနဲ့ကြာမှာပေါ့ဗျာအခုတော့ကြာနိုင်သေးလားမကြာနိုင်ဘူးမကြာနိုင်ဘူးဒါဆိုရင်တော့ကြာဘူးတဲ့နိဗ္ဗာန်နဲ့ကုသီးတဲ့နိဗ္ဗာန်ဘာတွေကွာချားမှုတွေရှိလဲကွာချားတာပေါ့တပည့်တော်တို့ကဘာတိမှာလဲနိဗ္ဗာန်နိဗ္ဗာန်နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာဘုန်းကြီးတွေပဲရောက်မှာပေါ့တပည့်တော်တို့ကဘယ်ရောက်မလဲဒီလိုပဲပြောတယ်လေတပည့်တော်လှူတဲ့တန်းနဲ့ဒါလေးပဲဒါပေမဲ့နိဗ္ဗာန်ရောက်ပါစီမဆူတောင်းပါဘူးဘယ်နိဗ္ဗာန်ဘယ်စီနေမှန်းမသိတာဘယ်လိုသွားဆူတောင်းမလဲပေါ့ တပီတော့အဲ့လိုလဲပြောပါတယ်ခင်ဗျာอืมအဲ့လိုလဲနိဗ္ဗာန်ဆိုတာအဝေးကြီးပေါ့တပီတော့တို့ဘယ်လိုလိုက်မလဲပေါ့နောက်ဆုံးရောက်ရင်အပေမကြတာပဲရှိမှာအလှူတန်းလောက်ဒါနာလောက်ပေါ့အဲဒီလိုတော့တပီတော့တို့အမြဲတမ်းပြောတယ်တပီတော့ဈေးလဲရောင်းပါတယ်ခင်ဗျာอืมအဲ့လိုပဲပြောမိကိုကိုကိုယ်တိုင်တွေ့ရှိတော့ဘယ်လိုမျိုးမြင်သွားလဲအခုကြာတော့ကိုကိုယ်တိုင်တွေ့တဲ့နိဗ္ဗာန်ကြတော့ကိုကိုယ်တိုင်တတင်းကမျက်မှောက်ပြတဲ့နိဗ္ဗာန်ကြတော့ဘယ်လိုမျိုးလဲ အခုကြတော့နီးသွားတာပေါ့ဗျာကိုရှာရင်ကိုရမယ်ပေါ့ကိုကျင့်ရနိုင်တယ်ကျင့်ရနိုင်တယ်ဒါဆိုဖះဟောတဲ့တရားပေါ့နော်ဒီပြန်ပါဗျာဖះဟောတဲ့တန်ထိတ်တိကောအကလီကောဆိုရယ်နော်ဖြစ်ပါတယ်အခုသိရင်အခုအခုကျင့်ရင်ကိုရမယ်ကျင့်ကိုရတယ်ဆိုတာပေါ့အခမလဲအကြနော်အခမလဲအကြမရှိချက်ချင်းရနိုင်တယ်လို့ပြောတာပေါ့နော်ပြန်ပါဗျာ ဟုတ်ဒါဆိုဖျားဟောတဲ့တရားကိုအမှန်ဟောမှန်လားမှန်တာဗောမှန်တာဗောเนาะဒါကျင့်တဲ့သူတိုင်းရနိုင်တယ်เนาะယဟန်ပဲဖြစ်ဖြစ်သီလပြင်ပဲရှိဖြစ်ဖြစ်မကျင့်မရဘူးเนาะလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကျင့်ရနိုင်တယ်ဆိုတာကိုဖျားကလည်းဟောထားပြီးတယ်เนาะတင်ပါပါအဲ့တော့ချမ်းသာတာတရားလားတရားချမ်းသာတာလားတရားချမ်းသာတာပါဘယ်အရာကိုဓမ္မကြီးကတရားလို့ဒီဥမာနားလေသဘောပေါက်သွားတယ်တဘာဝတရားတဘာဝတရားနော်တဘာဝဆိုတာအရှိတရားဆိုတာမျှတာခြင်းအရှိဟိုကမျှတာနေတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်တရားဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲမျှ တရားဆိုတာဘာကိုပြောတာလဲကောင်းတော့ပြောတာလားဆိုးတော့ပြောတာလားမြတ်တာတယ်ဆိုတာကောင်းတော့ပြောတာလားဆိုးတော့ပြောတာလားအကောင်းဆိုးတွန်တွဲနေတာအကောင်းဆိုးတွန်တွဲနေတာเนาะအဲ့တော့ကောင်းတာတရားလားတစ္ဆာတရားလားတစ္ဆာတရားတစ္ဆာတရားเนาะဒီလိုနားလဲဖို့လိုတယ်တစ္ဆာတရားเนาะကောင်းတယ်အဲ့တော့ဟုတ်ပြီဆက်သွားမယ်အဲ့တော့ဒီတရားတွေကိုအမှန်တိုင်းသိနိုင်ဖို့အတွက်ဘယ်လမ်းဆက်ရှောက်အောင်မှာကြီးလဲမေကင်ရှင်ဖြစ်ပါမကင်ရှိပါလန်ဆက်ရှောက်မှာเนาะအခုတရားနဲ့กินတဲ့ချင်းရှိလားမရှိပါဘူးတရားနဲ့กินတဲ့နေရာမရှိပါဘူးဒါဆိုရင်အဝေးဆုံးက အတိညာအနည်းဆုံးကနိဗ္ဗာန်တရင်ကမြင်တရင်ကနိဗ္ဗာန်ထာဝရမြင်ထာဝရနိဗ္ဗာန်အမြဲတည်ပါများရင်အတိမြဲမယ်အတိမြဲဖို့အတွက်ဘာဆက်လုပ်ဖို့ကြံနေလဲကျင့်ကြံပါအမြဲတမ်းကျင့်ကြံအထုတ်နေဖို့လိုတယ်နော်အတိမြဲဖို့ဟုတ်ပြီအဲ့တော့ဒီတရားတွေကိုသိသွားတော့ဓမ္မရဲ့အရင်ဆုံးဘုသူကျေးဇူးတင်ခြင်းတည်လဲဩဆရာတော်ဘုရားကြီးကျေးဇူးတင်လာပါဗျာဟုတ်ပြီနောက်ထပ်တော့ဘုသူကျေးဇူးတင်နေနောက်ထပ်ကတော့တပည့်တော်ဒီကိုအရောက်ကိုပို့ခြင်းနဲ့ဆရာဦးထင်ကျော်အရန်ဦးထင်ကျော် ဩဟုတ်လားဒီမှာလေးဆရာတော်ဖះစီမှာနှစ်ခါတောင်တူအတိကဒီမှာအာထုတ်ပြီးွားတဲ့ကသူရလိုက်တဲ့တရားကိုလေတပည့်တော်နဲ့သူเนี่ยဘာမှတော့မတော်ပါဘူးဒါပေမဲ့လေသူကညမာလေးလို့ချစ်တယ်။နင့်ကငါအရန်ပို့ချင်တာပဲတပည့်တော်ကျမိုင်မှာဆရာဦးထင်းကျော်တော်တော့မလုပ်တာသူဆရာပါသူကအရင်တော့ဆရာပေါ့နော်ကျောင်းဆရာပြ။ဩဟုတ်လား။အင်းလာပို့တော့လည်းဆရာပါတယ်လေ။ဩဩသူလာပို့ပေးတယ်တပည့်တော်ကသူကအရန်ကိုမှရောက်စီချင်တာ။ ဒီမတိုင်ခင်เนี่ยကံလည်းမဆက်လို့လာတော့မသိဘူးဗောခင်ဗျာတပည့်တော်ပြောရင်တပည့်တော်ကအရင်တော့အစကားပြောရင်လည်းမမမမပြောတတ်တယ်အဲ့လိုမျိုးပေါ့ဟိုလောဘဒေါသတွေပေါ့အဲ့လိုနေနဲ့ပြောတယ်သူမသွားပါဘူးဆရာပါရင်သွားပါလားဆရာရရင်ပြီးရောကျမမရလည်းပါနင်းအပေကြတော့မှာပဲနင်းအပေကြတော့မှာမဟုတ်နင်းငါပို့ချင်နေတာနင်းကကျမ်းမာကြီးမကောင်းဘူးနင်းအခုသေးသွားရင်ဘလို့အသေးတဲ့အတိုင်းမို့ဆရာဘာကြီးလာပြောနာသွား တရားဆိုတာဘာတနေသိလားဩဖုန်ကြီးကတရားဟောမှာတော့တရားပေါ်သူတပည့်တော့သိလိုက်ရအဲ့ချိန်မှာပဲဩအခုရောက်တော့လေအရန်ကျေးဇူးတင်ပါတယ်တရားဆိုတာဘာလဲဆိုတာကိုလည်းသိလိုက်ရတယ်ရှင်တော့ကတော့အဲ့ဒါကြီးမသိပါဘူးခင်ဗျမသိဘူးเนาะဟုတ်ပါပြီကောင်းပါပြီအဲ့တော့ဒီတရားတွေကိုကိုယ်ကိုယ်တိုင်သိပြီးတော့ ကိုကိုတိုင်းကျင့်ပြီးတော့ကိုယ်တိုင်းလွယ်ကူသောအကျင့်လှည့်မြန်သောအသည့်နဲ့လွတ်မြောက်တဲ့ဒီတစ္ဆာမှန်ကန်သောတစ္ဆာတရားတို့ဓမ္မကြီးသိတယ်လို့ဓမ္မကြီးလွတ်မြောက်တယ်လို့ဒီလိုနရဘိန်းသုံးပေါ့နော်ဘာမှမသိတဲ့လူတစ်ခါမှမဝင်မှုတဲ့လူတောင်ရရင်နောက်ထပ်ကျန်တဲ့လူတွေရောဘယ်သူတွေရောထပ်ရသေးခြင်းသေးလဲရသေးခြင်းတာပေါ့တပည့်တော်ရဲ့အပေါင်းအသင်းနေတပည့်တော်သားသမီးတပည့်တော်သမီးလေးတယောက်ရှိတယ်တပည့်တော်ပြီးရင်တပည့်တော်လာပို့ပေးုံပါပဲတပည့်တော်ရဲ့မျိုးသားတော့မရပါဘူးခေါ်လို့သူကငယ်လေးငယ်တဲ့ဓမ္မကြီးတဲ့ဆိုရလား ဓမ္မကြီးဓမ္မကြီးရဲ့အမျိုးသားဓမ္မကြီးလက်ဆိုးလားမဆိုး तू อ่ะအဲ့ဓာတွေကယုံကြည်မရှိဘူးဆိုတာ तू อ่ะလှူမဲ့တမ်းမယ်လှူတမ်းရင် तू ကုသိုလ်ရမယ်ဒါပဲသူများဘုမဟုတ်တာမလုပ်ဘူးနင်းတော့မပြောကြည့်တော့ဘူးလားပြောကြည့်လေ तू อ่ะမရဘူးအခုတောင်နင်းသွားတကယ်သွားတော့မှတသက်လုံးတော့မသွားပါနဲ့တော့ပြန်လာခဲ့အောင် तू อ่ะအဲ့လိုတော့ပြောတယ်ဒါမှတပည့်တော်ထင်တာတော့ဘလို့မှဟို तू ဓမ္မကြီးပြောင်းလဲသွားရင်တော့ तू လည်းလိုင်းလာမှာပေါ့အဲ့ तू ဒီလိုတော့တပည့်တော်ခံယူထားတယ်လေ तू เนี่ยเอ่อตู้เนี่ยวิจุยฤกုံเองเนาะ तू ดีโอတော့ तू เตียอัธุเล่มเลยรู้တော့ทินน่ะเว้ยตะบี้တော့นํามา तू โหตะจันซวยตะบี้တော့อ่ะอกုံติงงานไปซี้ไปบาเลยเผียอ๋อกูกုံน่ะนี้โหตะบี้တော့ตัดหน่ายตัวนี้เลยไปดิเตียถ่ายเนี่ย तू เตียถ่ายจောက်ดิแหละอ่า तू บลาวมาไม่ถ่ายอู้ အဲ့လိုမျိုးဆိုတော့သူ့ကိုဆွဲလို့တော့ဗျာဒါပဲနဲ့တပိတော့တော့တတ်နိုင်သေးတော့နားချကြည့်အောင်ပဲဒါကကို့အတွက်ကို့နေပဲငါတည်သွားရင်နင့်အတွက်ဆိုအဲ့လိုပြောရင်ငါငါအတွက်ငါရှာတော့မှသူ့ကိုပြောလာလေအဲ့တော့တမီးလေးနဲ့သူ့ကိုတော့ပြောရမှာပဲတမီးလေးကိုတော့လာဖို့ပါဗျာဒီလိုမျိုးအေဂျင့်နဲ့ဒါမျိုးလေးရစေခြင်းလို့ပါဘာလို့လဲဆိုအရင်တော့ကနိဗ္ဗာန်ဆိုတာရှာလို့မလွယ်ဘူးလို့ထင်ထားတာလေအခုတော့ကိုလုံးရင်ကိုရမယ်ကိုရှာအေဂျင့်မယ်ဆိုတာလေးကိုသိနေလို့ပါဗျာ ဟုတ်ပါဒီတရားတွေကိုဓမ္မကြီးကိုနော်ဒီတရားတွေကဓမ္မကြီးတခါမှလည်းမကျင့်ဘူးပဲနဲ့ငါသိရင်အပေမကြဘူးပါညာကြီးကြီးကျယ်ကျယ်ပြောအောင်ဓမ္မကြီးတရားတွေကလွဲနေတယ်ဓမ္မကြီးကယူးနေလားလို့မေးရင်အဲ့ပြောလာတဲ့လူတွေပေါ်မှာဓမ္မကြီးကတကယ်တော့ကြုံလာရင်ဘလို့ပြန်တုတ်ပြန်အော်အခုကတော့တကယ်စိတ်လေးအေးချမ်းသွားတော့ငါလုံးမငါရတော့ငါပဲသိတယ်ဒါသူတို့ကတော့သူတို့မသိတဲ့အတွက်အရင်လဲတပြီတော့အဲ့လိုအသိမရှိဘူးလေမရှိတော့ပြန်ပြောမိမှာပဲအခုတော့ မပြောပါဘူးခင်ဗျာတပည့်တော်လည်းကိုယ်တိုင်အားထုတ်ခဲ့လို့ကိုယ်တိုင်ရခဲ့တဲ့အတွက်ကိုအေးချမ်းတယ်လို့ဩသူလည်း तू မသိသေးလို့ပြောတာပါပဲလေလို့အဲ့လိုပဲပြောပါခွန်းတော့စိတ်မဆိုးဘူးလားသူ့ဘုံမှာမဆိုးတော့ဘူးဩသူ့ဘုံခွန်းလွန်မှာပါနော်မသိလို့ပြောလဲခွန်းလွန်မှာပဲပေါ့ရင်တော့ဆိုရင်တော့စိတ်ဆိုးမှာပဲအေးပါပါအရင်ကဒါတွေမသိတော့လေဟုတ်ပါဘူးအခုကတော့သိသွားတော့ကိုလည်းရှာရင်ရှာတော့ရတယ်အေးချမ်းတယ်ဒါမှမဟုတ် तू သွားပြောရင်တော့ तू ကလည်း ဖုံဖုံပြောတယ်လို့ယူနေလားနေလဲဘာကြီးလာပြောနေရလဲပြောမိပါလေ။အော်အဲ့တော့နေအားထုတ်ကြည့်မှတိမာလို့ကိုရတယ်အဲ့လိုပဲပြောရမှာပေါ့။อืมဟုတ်ပါပြီအားလုံးသာဓုခေါ်ပေးပါဦးနော်။သာဓုသာဓုသာ